Sorry Arabia က F35 တက်လေယာဉ်တွေကိုဘာကြောင့်အတဲအတန်လိုချင်နေရလဲ Sorry Arabia ဟာကမ္ဘာအဆင့်မီပစ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်တဲ့ F35 Lightning II ကို American စီကနေရအောင်ဝယ်ယူဖို့နှစ်ပေါင်းများစွာစူးစမ်းနေရဖြစ်ပါတယ်ဒီလေယာဉ်တွေဟာတာမန်ဂျက်လေယာဉ်တွေမဟုတ်ဘဲစည်ရင်းမဟာဗျူဟာကိုပြောင်းလဲပစ်နိုင်တဲ့လက်နက်တွေဖြစ်တာကြောင့် Sorry အတော့အလွန်အရေးပါပါတယ်နံပါတ်1နည်းပညာအသာစီးရယူခြင်း F35 ကိုလိုချင်ရတဲ့အဓိကအကြောင်းရင်းကတော့လက်ရှိ sorry လက်တက်မှာမရှိသေးတဲ့အစင်းမြင့်နည်းပညာတွေကြောင့်ပါ F35 ဟာရေဒါမှာဖမ်းမိနိုင်ချေအလွန်နည်းတဲ့လှုပ်ဝက်နည်းပညာပါဝင်ပါတယ်။ဒါကြောင့်ရန်သူပိုင်နက်တွေကို ရန်သူမသိပဲထိုးဖောက်ဝင်ရောက်နိုင်ပြီးအနေရရှိတဲ့ကာကွယ်စနစ်တွေကိုဖျက်ဆီးရမှာအရေးပါပါတယ်။ Sorry ရဲ့အဓိကပြင်ပဖြစ်တဲ့ Iran နိုင်ငံမှာအစမြင့်လေကြောင်းရန်ကာကွယ်စနစ်တွေရှိပါတယ်။ F35 တွေပိုင်ဆိုင်ထားခြင်းဖြင့် Iran ရဲ့ radar တွေကိုကျော်လွှားပြီးအရေးပါတဲ့ပြင်ပတွေကိုတိုက်ခိုက်နိုင်တဲ့စွမ်းရည်ကို Sorry ကရရှိချင်တာဖြစ်ပါတယ်။ဒါရီမကသေးပါဘူး။ F35 မှာပါတဲ့စင်ဆာတွေဟာပဝန်းကျင်ကတည်းအချက်လက်အများပြားကိုစုဆောင်ပြီးအခြားတိုက်လေရည်တွေနဲ့မျှဝေပေးနိုင်တဲ့အတွက်စစ်မြေပြင်မှာစွမ်း ြတ်ချက်ချရမှာအလွန်အထောက်အကူဖြစ်စေပါတယ်။နံပါတ်1အစ္စရေးကိုဟန်ချက်ညီစေဖို့ F35 ဝယ်ရေးကိစ္စမှာ အစ္စရေးနိုင်ငံရဲ့အခမ်းကဏ္ဍဟာအမြဲတမ်းအတားအဆီးဖြစ်နေပါတယ်။အမေရိကဟာ F35 တွေကိုအရှိအလဲပိုင်းမှာအစ္စရေးကိုသာပရမာဆုံးရောင်းချပေးထားပြီးသားဖြစ်ပါတယ်။အစ္စရေးဟာဒီလီယန်တွေကိုအီရန်လိုနိုင်ငံတွေရဲ့ရန်ကိုကောက်ွယ်ဖို့အတွက်တုံးနေပါတယ်။အမေရိကရဲ့မူဝါဒအရအစ္စရေးနိုင်ငံရဲ့ စည်ရအရအရေးသွေးအတာစီကိုထိခိုက်မတော်အောင်ထိနာဖို့ဖြစ်ပါတယ်။ဒါကြောင့်ပဲ sorry ဟာလည်း Israel လိုပဲ F35 တွေပိုင်ဆိုင်ခြင်းဖြင့် data range စည်ရအင်အားကိုဟန်ချက်ညီခြင်းပြီးအရေးကြီးတဲ့မဟာပြူဟာရီမန်းချက်တွေအတော့အသုံးပြုချင်တာဖြစ်ပါတယ်။နံပါတ်3အမေရိကန်ရဲ့မဟာဗိုက်စံရေးခိုင်မှမှု F35 တွေဝယ်ယူဖို့စူးစမ်းခြင်းဟာ ရက်နဲ့ရောင်းဝယ်ရေးတသက်မဟုတ်ပါဘူး sorry american ကနှစ်80ကြော်ကြာဘာမေးစံရေးကိုပြသရလဲရောက်ပါတယ် american က f35 လို့အစိမ့်မြေနေပညာကိုရောင်းချပေးဖို့သဘောတူညီလိုက်ရင်ဒါဟာ american က sorry ရဲ့နှုံချုံရေးကိုအလေးထားပြီးနေပညာအရာယုံကြည်တယ်ဆိုတော့ကိုပြသရရောက်ပါတယ်ဒီလီယံတွေကိုဝယ်ယူလိုက်ရင် sorry တက်ဟာလာမယ့်ဆယ်စုနှစ်များစွာအတွက်ခင်မီရဲ့ american နေပညာနဲ့ စီးရီးစနစ်တွေကိုချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့တုန်းကဆိုရင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ Sorry Anxious and Mentor မိုဟာမက်ဘင်ဆာလမန်တို့ဝါရှင်တန် DC ကအင်ဖြူရာမှာတွေ့ဆုံခဲ့တာရှိပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာ Sorry ဘက်က F35 Latinate 48စင်အထိဝယ်ယူဖို့ဆွေးနွေးခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဒါကိုထောက်ခံခဲ့ပါတယ်။ရခိုင်သမ္မတတန်ဒါမှမဟုတ်နောက်ပိုင်းမှာပဲဖြစ်စေ ထရဟာ sorry arabia နဲ့ american ရဲ့မာမေးဆန်ရေးကိုအားကောင်းစေဖို့အတွက်ဒီလိုအဆက်နဲ့ဆက်လက်နဲ့ရောင်းချမှုကိုထောက်ခံတယ်လို့ထက်ခါတလဲလဲပြောကြားခဲ့ပါတယ်။ထရန့်ရဲ့ထောက်ခံရခြင်းအချက်အဓိကတော့ချက်ရှိပါတယ်။ပရမတ်တစ်ခုအနေနဲ့ကတော့မဟာမိတ်ဆန်ရေးတိုးမြင့်ခြင်းမှာ sorry arabia ဟာ american ရဲ့ရေရှည်မဟာမိတ်ဖြစ်ပြီးသူတို့လိုအပ်တဲ့အဆင့်မြင့်လက်နက်တွေပေးခြင်းဖြင့်ဆက်ဆံရေးခိုင်မာမှုကိုပြသလိုခြင်းဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့အကျိုးစီးပွားပါ F35 ရောက်ချခြင်းဟာ အမေရိကန်ရဲ့ကာကွယ်ရေးလုပ်ငန်းတွေအတွက်ဒေါ်လာဘီလီယံနဲ့ချီတဲ့ဝင်ငွေတွေရရှိစေပါတယ်။တတိယအချက်အနေနဲ့ကတော့တရုတ်ကိုရှင်းလင်းခြင်းမှာဒါကအရေးကြီးဆုံးအချက်တည်းဖြစ်ပါတယ်။အမေရိကန်က Sorry ကို F35 မရောင်းရင် Sorry ဟာတရုတ်အမမဟုတ်ရုရှားစီကဆက်လက်နက်တွေလှည့်ပြီးဝယ်ယူသွားမှာကိုစိုးရိမ်နေတဲ့အတွက်အဲ့လိုမဖြစ်အောင်တားဆီးလိုခြင်းဖြစ်ပါတယ်။ထရန်က F35 တွေရောင်းချဖို့ထောက်ခံနေဆိုပေမဲ့ F35 လေးရောင်းချရေးဟာသူ့တူအိုးတဲ့ရဲ့စုပ်ပြတ်ချက်နဲ့ ချက်ချင်းအကောင့်ထဲပေါ်လာနိုင်ခြင်းမရှိပါဘူး။အမေရိကန်ရဲ့ဥပဒေအရအစ္စရေးရဲ့စီးအရအရေးအသွေးအတာစီးကိုထိခိုက်စေမဲ့ဘယ်လက်နက်ကိုမှအရှိအလဲပိုင်းကိုရောင်းချလို့မရပါဘူးဒီအချက်ကအတေးကအတားစီဖြစ်နေပါတယ်ဒါလည်းမကသေးပါဘူးအစက်မြဲဆလတ်နက်ကြီးတွေကိုရောင်းချဖို့အတွက်ဆိုရင်အမေရိကန်ကွန်ကရစ်လွှတ်တော်ရဲ့ခွင့်ပြုချက်ကိုရယူရအောင်ပါပါအတူတူအားဖြင့်ဒေါ်နယ်ထရန့်က F35 ရောင်းချရေးကို ထောက်ခံသူဖြစ်ပေမဲ့လက်ရှိသဘောတူညီချက်ဟာလုံခြုံရေး နည်းပညာကန့်သတ်ချက်တွေနဲ့နိုင်ငံရေးသဘောတူညီမှုများစွာကိုကြော်ဖြတ်ရအောင်မှာလဲဖြစ်ပါတယ်ခင်ဗျာ။